ါခင်ဗျာဟုတ်မင်္ဂလာပါဆရာကြီးဟုတ်ကဲ့ဟိုဂျိုင်းရှိလားမသိဘူးဟုတ်ဂျိုင်းရှိပါတယ်ခင်ဗျာချိန်ခန်းလားရှိလို့လားခင်ဗျာဟုတ်ဟုတ်ကျွန်တော်လည်းချိန်ခန်းလားရှိဟုတ်ကဲ့ပါဟိုဆရာကြီးကျွန်တော်မြင်မှုနေတယ်ဗျာအဲ့ဒါတတ်သိမှန်ဖြစ်မယ်ခင်ဗျာ 哦，这也是木匠啦。好个吧？哦，装这木匠好嘛，看没？哦，别带烟的喽。ကျွန်တော်မှာကျွန်တော်တက်ရင်းနေအများကြီးပဲဗျာဒါပေမဲ့ကွမ်းလုံတက်ပွဲတော့ကျွန်တော်အဲ့ဒီကနေပြီးတော့ဆေးဘုတ်ယူပြီးတော့မှအနားယူလိုက်တာခင်ဗျာ။အိုးအဲ့ဒါဆရာကြီးရဲ့အဲ့တုန်းကကျွန်တော်တို့ကရိတ်ခါပိုးခဲ့ရတာဆရာကြီးရဲ့ဟုတ်ပါခင်ဗျာ။ကျေးဇူးတင်လိုက်တာကိုကြီးနေပြီးဆုံးမယ်နော်။ဟုတ်ကဲ့ဆရာကြီးကိုကောင်းမှုတွေကျွန်တော်အလုပ်လုပ်နေတာဟုတ်ကဲ့ပါဝင်မယ်ခင်ဗျာ။ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကြီး။ဟုတ်ကဲ့ပါ ကိုသလေးဘာကိစ္စလဲဗျာဒီနေ့ဟမ်ဩအရေးကြီးကိစ္စနဲ့ဆိုတော့လားတာဟောကြာကြီးရယ်ဟမ်ဘာဟိုဒီလိုဒီလို အပြည့်ထွက်ရတာအခြေအနေမကောင်းဘူးလေရရအဲ့တော့ mask လေးတက်ပြီးတော့သွားလာလှုပ်ရတယ်ကဒီခေတ်ဒီခါရအကြောင်းနဲ့ပကြိုင်းလည်းတည်တဲ့အတိုင်းပဲပေါက်ပြီပေါက်ပြီအခြေအနေမကောင်းဘူးလေဟောကြိုင်းဒီလိုပြဟိုအဖားလည်းပုံစံထားမယ်ထင်တယ်ဟုတ်တယ်ဟုတ်တယ်စက်ထားတယ်မနေ့တနေ့ကစက်ထားတယ်ကျွန်တော်အဲအဲ့ဒါအဖားသွားလိုက်ပါတဲ့ဂျာကြီးအစအရာကိုညီလိုက်မယ်တဲ့ဆိုတော့ဂျာကြီးရဒီပါတီကိစ္စဆိုတော့လေအနေနဲ့ပါတီကိစ္စတွေဆိုရင်ကျွန်တော်တိတ်တော့နားမလဲဘူးဗျအော်ဂျာကြီးကနားလဲကြမလို့ဘူးလေ ိုက်ပါတီကိစ္စကကျွန်တော်တို့လုံးဂျာကြီးလှုပ်ပေးရမှာကဂျာကြီးလက်အောက်မှာရှိတယ်စိတ်ုံတွေအများကြီးရှိတယ်လေရွှေပြည်သားမှာလည်းရှိတယ်နောက်ပြီးတော့မင်းသားတို့မှာလည်းရှိတယ်ဂျာကြီးကျွန်တော်သိပါတယ်မြောက်ကလာတို့ရှိအမားတို့မှာလည်းလူရင်းကိုပြောပါလိုင်းလာမှာလည်းတပုံကြီးနော်ဟုတ်ပြီအဲ့တော့အဲ့ဒီစိတ်ုံမှာရှိတဲ့အလုတ်သမားတွေကိုမဲဆွယ်ဖို့ကိစ္စကျွန်တော်တောင်းအဲဆိုတော့ဂျာကြီးကကျွန်တော်လူလေးစုပေးုံပဲ ဒါပေမဲ့လူလူစုပြင်မယ်ဆိုရင်ဟိုစိုက်ယုံကလူတွေကိုသွားစုခိုင်းတာမဟုတ်ဘူးနော်ဂျာကြီးအတမျိုးတည်းနေမှာဆိုလို့ဂျာကြီးကအဲ့စိုက်ယုံတွေကိုထိန်းထားတဲ့ဟိုဂျာကြီးလက်အောက်ကညီလေးတွေညီမလေးရှိတယ်လေအဲ့သူတို့လောက်ခေါ်ထားရင်ကိုရပြီကျွန်တော်ရှင်းပြပေးမယ်တကယ်လို့လိုအပ်တယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်အဲ့စိုက်ယုံတွေကိုသွားမယ်စိုက်ယုံတွေမှာလိုက်ပြီးမဲဆွဲမယ်အဲ့ဆိုစင်ပြေလားမသိဂျာကြီး ဆက်ယုံနေဒီတော့ live ဖို့အတွက်အဆင်မပြေဘူးကျွန်တော်ကလေးတွေကိုကျွန်တော်ခေါ်လာပေးလိုက်ရပါတယ်ဂျာကြီးရယ်ကိုယ်တိုင်မလို့ကျွန်တော်လှုပ်ပေးတာနော်ဩဂျာကြီးရယ်လေဗျာမပူစမ်းပါနဲ့ဩဩဂျာကြီးဒီနေ့ကလေကျွန်တော်ဟိုသွားဒီသွားနေဆိုတော့တိတ်မပါလာခဲ့ဘူးโอ้มะเน่ไปจ๋าเยจ๋าอีด้วยจองซีซั่นลาแก่เป้จ๋าบ่ได้ไม่รู้บ่าวเปียอ๋อเจซุบ่าจ๋าอีเยซียูทูมอโรโอเคซียูทูมอโร ရင်ကျွန်တော် ခေါ်ရဆိုကြ။ဟုတ်ရဟုတ်တယ်။ငါမင်းတို့ပြောကြရှိလို့နေ့လေလောက်ကြရင်ငါ့ကိုလူတွေဆုတာပြလို့ရမှာ။ဟုတ်ကြရင်ကျွန်တော်တို့သွားပြောလိုက်ပါမယ်ကြာရင်။โอเคဟုတ်။ ော်ဒီဆုံးတက်ဆုံးပါလားဟုတ်တယ်ကျွန်တော်ဒီနေ့ခရီးတွေခေါ်တာပဲနော်ဟုတ်ဟုတ်ဟုတ်ကဲ့ပါယေစုတင်ပါတယ်ယာကြီးရေဟိုဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်ကလည်းဟိုအဲပါတီအလုပ်တွေနည်းနည်းရှုပ်နေတယ်ဆိုတော့လေယာကြီးဒီလိုအကုန်လုံးတော့ပြောပြီလားအာပြောတော့ပြောတာပဲဒါပေမဲ့ကိုယ်စလေးကိုတိုင်ပြောရင်ဘူပြီးပြည့်စုံမှထင်တယ်နော်ယေစုတင်လိုက်တာလေဘူပြီးနားလဲရလွယ်သားတာပေါ့ဟုတ်ပြီလားဟုတ်ကုံဒီရဲ့အဲဟိုဟိုဟာအမေရိကကြတော့ကျွန်တော်တို့ပါတီမှာက တွေးမှုလေးတည်တယ်မလားအဘကလည်းလွတ်လိုက်တာဆိုတော့လေဟောဂျေဆုမြတ်တင်ပါလေဟုတ်ပြီခဏတိုင်မယ်နော်ဟုတ်ထိုင်ဟိုခုံခုံဆိုတော့โอ้แองเกิลโอเคป่ะนี่ก็จำมาเยล่ะเปียนี่ก็มาเลยเปียเอ้กวินโลเย40ตรงอ่ะปาได้แองเกิลโอเคป่ะอ้า40ดิเปียยังจี้จุบก็นะอัตตองปรานามาทาไว้เนาะอะกูดิมาลงอ่ะเราอสินปีเยล่ะอสินปีไปครับเนี่ยเอ้อ๋อดีงั้นนี่เลยได้ติดเลยเว้ยดาดานี่อ่ะโอ้ฉันเนาะ တခြားဆက်ယုံတွေကကလေးတွေခေါ်ဆက်ယုံတွေကအာဆက်ယုံတွေမှာတာဝန်ယူပြီးတော့အုပ်ချုပ်နေတဲ့ဩဒီညီမလေးတော့ဩညီလေးတော့ဟုတ်ပြီဟုတ်ပြီဩဒီနေ့ပြောရမယ်ဇာတ်ကတော့ဒီလိုရှိပါတယ်ဟောအကိုတို့ဒီပါတီအနေနဲ့ကကြတော့ဒီ2025ရွေးကောက်ပွဲဆန္ဒလာပိုင်းမှာလုပ်မယ်အဲနောက်ဆုံးဘက်ပေါ့နော်အဲ28နေမှာဆက်ရလုပ်မယ်ရွေးကောက်ပွဲဟာတိုင်းပြည်အတွက်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဒီရွေးကောက်ပွဲက ဆုံးဖြတ်မှဒါလင်တိုင်းပြည်အေဂျင်တာယာဝါပြောမှာဗျာဆိုအရေးကြီးတယ်ဆိုငန်းကြီးတို့ရဲ့ထွက်ပေါက်လည်းဖြစ်တယ်လို့အားလုံးရဲ့ထွက်ပေါက်လည်းဖြစ်သွားနိုင်တယ်ဟုတ်လားတခါတည်းသိအောင်ပြောပါနော်စစ်တပ်ကထွက်ပေါက်မဟုတ်ဘူးအတချို့ကပြောနေကြမလားအခု live မှာကြားရမလားအဲစစ်တပ်ကထွက်ပေါက်ဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲကိုလုတ်တယ်လို့အားလုံးကပြောကြတယ်အမှန်တော့အဲပါတီဆုံးဒီမိုကရေစီဆိုတာကပါတီအများဆုံးပါဝင်ပြီးတော့ပြည်သူလူထုတွေ ကြိုးစားပန်းစားနဲ့လောက်ကြတဲ့ပါတီတွေပေါ့နော်ဆိုတော့ဟိုကအစ်စ်ပြန်ကြီးဆိုတော့လေကျွန်တော်ဆိုတော့ဒီလိုကျွန်တော်တို့ဒီအခုပုံမှာဥပိုင်မှာလည်းစစ်ပြန်ကြီးတို့တွေ့ရှိပြီးသားလေအဲဒီကိစ္စတွေပြီးသွားရင်လာအောင်ပါနော်အဲ့တော့ဘာမှမဘူးနဲ့အဲ့တော့ဒီကငန်းကြီးတွေငန်းညီမတွေတော့အော်ဂျာကြီးဟိုကျွန်တော်တို့ဒီပါတီကကြတော့ဂျာကြီးလည်းသိပါတယ်ဒီကုမ္ပဏီကို တာဝန်ယူထားတဲ့ Medical Director ကြီးကအ ဘာဘာပေါ့ကျွန်တော်လွတ်လိုက်တော့ခါကြတော့ဂျာကြီးလဲနည်းနည်းအဆင်ပြေမယ်လို့တင်ပါတယ်အဲ့တော့လေးကောက်ပွဲကိုခလုတ်လေးတစ်ချက်နှိပ်ဦးမယ်တော့အရင်တော့လက်သက်မှင်ဆုံးမှာ no စနစ်ပြောင်းသွားပြီခလုတ်ကလေးတစ်ချက်နှိပ်လိုက်စနစ်ပြောင်းသွားပြီဗျအဲ့လိုဒါပြောကျွန်တော်တို့ကပါတီကရေးကြီးတယ်လေအဓိကအရင်တော့လောက်ရတယ်ဒါအရသာဆိုကလုတ်ခဲ့အချိန်မှာပါတီတွေဘာတွေဖြစ်ခဲ့ အခုဒီခက်မှာကျွန်တော်တို့အဲ့လိုအဖြစ်မကတိုင်ဘူးကျွန်တော်လူငယ်လူရွယ်တွေတိုင်းပြည်မှာဗျာအသက်တွေ blind ပေးနေရတယ်ဗျာအဲ့ဒီတော့ကိုကျွန်တော်တို့ပါတီကအကုန်လုံးအဆင်ပြေအောင်လုပ်ပေးမယ်အော်အခုမင်းမမှန်ဘူးမလားရွေးကောက်ဝယ်ပြီးမင်းမှန်တရားပဲနောက်ပြီးတော့ဟိုအခုကျွန်တော်ပါတီကိုမဲထည့်ရေပေါ့နော်အဲပြောပြတာကျွန်တော်တို့ပါတီကိုမဲထည့်ရင်အဲလူတစ်ယောက်ကို3000ဆန်လေးပြီစီ တပိတ်တာတပုံးပေးမှာဗျာဒါလည်းမကားသေးဘူးနော်ပြီးသွားရင်ပြန်ပြီးတော့ဒီလမ်းလေးကောင်းအောင်တဒါလေးကောင်းအောင်ပါတီကအကုန်လုပ်ပေးမှာအဲ့ဒါကြောင့်ပြောတာပြည်သူရဲ့ trap ပေါ့လို့ပြောတာနော်မဲထဲဘူးอืมဒုက္ခမဖြစ်ဘူးဩဒီလိုလားဒါဒါလိန်နေငါဝင်ပါမရငါဝင်ပါမရကဲกว่า Ha ha. လည်ရင်လည်းညရင်ကဲခင်ဗျားတော့ခဏအိတ်ဆက်ရှင်နဲ့အနားယူလိုက်တော့ကဲဒီမှာရှိတဲ့လူတွေအားလုံးကောမြင်စမ်းกว่าဟာကိုပေါ့စီကျွန်တော်ကိုပေါ့စီမဟုတ်ဘူးလေကိုပေါ့စီမဟုတ်ပါဘူးဒါပေမဲ့ကိုပေါ့စီပေါ့ဗျာအားလိုက်ပါတော့ခုနကဒီကတွတ်တော်ကိုစလဲလာဒီဘုတ်ကိုပြောသွားတဲ့စကားတွေခဏလုံးနားလဲလာတွတ်တော်ဝင်နေပတ်သက်တိတ်နားမလဲဘူးဗျာဘာတွေပြောမှလည်းမသိဘူးဟာလေဆန်လေးကြီးပတ်ဆက်3000လေး ်ဖြစ်နိုင်လားစစ်တပ်ထဲကနေလာတဲ့ဟာတွေမဖြစ်နိုင်ဘူးလေအဲ့တော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရှင်းလင်းသိကြတဲ့အဖြစ်ကိုမသိချင်ဘူးလားအာသိချင်ဖြစ်နေတာပေါ့သိချင်နေပါဘူးโอเคကောင်းပြီအဲ့လိုသိချင်ရင်ခင်ဗျားတို့ကျွန်တော်နေရာတစ်ခုခေါ်သွားမယ်နော်အဲ့ဒီကြာရင်ကျွန်တော်လူကြီးတစ်ယောက်နဲ့ပေးတွေ့မယ်အဲ့ဒီလူကြီးနဲ့တွေ့ပြီးရင်တော့ဒီရွေးကောက်ပွဲအခြေအနေကိုခင်ဗျားတို့သဘောပေါက်သွားမယ်ကဲโอเคအဲ့တော့ကျွန်တော်နဲ့အားလုံး like ခတ်ဖို့အတွက်ကိုဒီနေရာကနေကျွန်တော် ဖိတ်ခေါ်ပါတယ်ကဲအားလုံးပဲကျွန်တော်တို့သွားကြပါဘယ်ရောက်သွားလဲဘယ်ရောက်သွားလဲဒီကအင်ဂျင်မင်းတွေအားလုံးကျွန်တော်တို့ AI ကဘာကျူဆူပါတယ်နော်အဲ့တော့ခုနရွေးကောက်ဝင်နဲ့ပတ်သက်ပြီးတော့ဒီကလူကြီးမင်းတွေအသိကျင်တယ်အဲ့တော့ကျွန်တော်ကဝန်နေရာမှာရှင်းပြရင်တိတ်အဆင်မပြေဘူးဗျအဲ့တော့ဒီ AI ကဘာကိုကျွန်တော်ခေါ်လာတဲ့အကြောင်းရင်းကတော့ကျွန်တော် ျွန်တော်တို့ရဲ့အရင်ကဘာလူကြီးတယောက်နဲ့ဒါလူကြီးမင်းတို့မိတ်ဆက်ပေးပါမယ်เนาะကျွန်တော်ကတော့အားလုံးသိတဲ့အရင်ပေါ့စီပါအဲ့တော့ကျွန်တော်ရဲ့အထက်လူကြီးရနေပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအဘယ်ကတော့ရှောင်ရမယ်ဘယ်ကတွေကိုမလုပ်သင့်ဘူးအဲဒါတွေကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့အဲပထမဦးစွာအရင်ကဘာကိုရောက်လာပြီးဖြစ်တဲ့အတွက်အားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်เนาะအဲကျွန်တော်အခုလူကြီးမင်းတယောက်နဲ့မိတ်ဆက်ပေးပါမယ်ကျွန်တော်လူကြီးမင်းနဲ့တစ်ချက်လောက်လူကြီးမင်းတို့ အဲတွေးဆုံပြီးတော့စကားပြောပါအဲပြီးတဲ့ခါမှာသိကျင်တဲ့မိကွန်းတွေကိုမေးလို့ရပါတယ်ကျွန်တော်မိတ်ဆက်ပေးမဲ့ပုံကတော့ AI မိုးမင်းပဲဖြစ်ပါတယ်ဘူဂျီမင်းခင်ဗျာကျွန်တော်တို့ AI ကဘာကိုရောက်ရှိလာတဲ့ဧည့်သည်တော်များကိုဘူဂျီမင်းအနေနဲ့မိတ်ဆက်စကားလေးချက်လောက်ပြောဆိုပေးပါ Hello I am in artificial intelligence a digital assistant created to answer, to answer questions, questions and share knowledge. I am not, not here, here to judge or to commend. I'm am here, here to listen, to, to explain, explain, and, and to help you think clearly. You, you may ask me anything. I will answer with facts and with honesty. So, please, if you have questions in your heart, ask me. Together, we can search for the truth. ဟာဘာပြောရလဲနားလည်းမလဲဘောဟုတ်တယ်အရင်ပေါ့စီပြောပါခင်ဗျာ okay. အကောင်လုံးကအင်္ဂလိပ်လိုပဲပြောသွားတာဗျာကျွန်တော်တို့နားမလဲဟုတ်တယ်ဟုတ်တယ်မြန်မာလိုပြောလို့ရမလားအဲ့ဒါလေးသိချင်တာဟောကျွန်တော်တို့ AI လူချင်းမင်းကမြန်မာလိုလည်းပြောတတ်ပါတယ်ခင်ဗျအဲ့တော့ဒီအကြွားလာတဲ့ဧည့်သည်တော်တွေကိုကျွန်တော်လူချင်းမင်းကနေပြီးတော့မြန်မာလိုပြန်ပြီးတော့မိတ်ဆက်ပေးပါမယ်ကြည့်ပါဟုတ်ပြီနော်ဟုတ်ကဲ့ပါမင်္ဂလာပါကျွန်တော်က AI တူပါဟုတ်သင်တို့ရဲ့မိကွန်များကိုဖြည့်ရှင်းပေးဖို့ ။တရင်အချက်လက်မန်ကိုဖြန့်ဝေပေးဖို့ဖန်တီးထားတယ်။ဒါချစ်တဲ့အကူ။ကျွန်တော်ကတရားစီရင်ဖို့မဟုတ်ပါ။အမိန်ပေးဖို့လည်းမဟုတ်ပါ။နားထောင်ဖို့ရှင်းပြဖို့တိချာစွာဆက်စားနိုင်ဖို့ကူညီဖို့ပါပဲ။မေ့ချင်တာရှိရင်မေးနိုင်ပါလေ။ ကျွန်တော်ကမင်းတို့ရဲ့အမှန်တရားနဲ့တိကျစွာဖြေပါမယ်။ဒါကြောင့်မင်းတို့ရဲ့နှလုံးသားထဲကမေ့ကျင်စရာတွေကိုမေ့လိုက်။အမှန်တရားကိုအတူတူလိုက်ရှာကြစို့။哦ဥမာပဲနားလေဟုတ်ကဲ့အဲ့မော်မြန်မာလိုပါတော့နားလေဟုတ်ဟုတ်တယ်နော်ကဲအားလုံးကုသိုလ်အဆင်ပြေပါပြီနော်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ဟိုဟာလူကြီးမင်းတို့အနေနဲ့ရွေးကောက်ဝင်တဲ့ပတ်သက်တာတွေကိုသိကျင်နေဆိုရင် ကျွန်တော်ရဲ့ဒီအထက်လူကြီး AI လူကြီးမင်းကိုသိကျင်တာတွေမေးလို့ရပါတယ်ခင်ဗျ။ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်မေးစာလေးရှိလို့မေးလိုက်တော့ခင်ဗျ။အာမေးပါမေးပါ။ AI လူကြီးမင်းခင်ဗျာကျွန်တော်တို့သိကျင်တာလေးရှိပါတယ်။ဒါကတော့ဒီစစ်ကော်မရှင်ကနေပြုတ်လုတဲ့ရွေးကောက်ပွဲဆိုတာစစ်မှန်တဲ့ဒီမိုကရေစီကြကြနဲ့လှုပ်ဆောင်မဲ့ရွေးကောက်ပွဲဆိုတာဖြစ်နိုင်ပါလားခင်ဗျာ။ကျွန်တော်သိကျင်ပါတယ်ဒါလေးကိုကျွန်တော်တို့ဖြေချပေးပါစစ်ကော်မရှင်ကပြုလုပ်မယ်2025ရွေးကောက်ပွဲဟုတ် စစ်မှန်တဲ့ဒီမိုကရေစီရေကောက်ပဲမဟုတ်ပါဘူး။ဟာခေါင်းဆောင်များကိုထောင်ချထားခြင်းမဲပေးလို့မရနိုင်တဲ့နေမီများစွာရှိနေခြင်းတို့တရားမဝင်လင်းလေရေကောက်ပဲရှမ်းအီလက်ရှင်ဖြစ်ပြီ။တပ်မှန်။အော်အဲ့လိုလား။အဲ့လိုအဲ့လိုပါခင်ဗျာ။ ဒါဆိုရင်ကျမလည်းမေးခွန်းတစ်ခုလောက်မေးချင်ပါတယ်ရှင်။အမေးပါမေးပါ။ AIG မရှင်ယခုစစ်ကော်မရှင်ကပြုလုပ်တဲ့ရွေးကောက်ပွဲဆိုတာပြည်သူတွေအတွက်ပြုလုပ်တဲ့ရွေးကောက်ပွဲဆိုတာဟုတ်ပါသလားရှင်2025ရွေးကောက်ပွဲပြည်သူတွေအတွက်မဟုတ်ပါဘူးစစ်ကောင်စီကအာဏာကိုတရားဝင်အောင်ဖော်ပြလိုက်တာပေါ့စစ်အာဏာကို ရွေးကောက်ပွဲကောင်းစဉ်နဲ့တဖက်သက်အတီးပြုတ်ပေးခိုင်းခြင်းဖြစ်ပါတယ်ရုရှားအချို့အာဆီယံနိုင်ငံများတို့အပြားလှကိုရည်ရွယ်ထားတဲ့ရှမ်း election ဖြစ်ပါတယ်อ๋อไอ้ลุงนี่ล่ะอ่ะถ้าสู้อตุยบ่อตุยอตุยโอเคโอเคจรเราแลเมียรู้ยะล่ะครับเนี่ยอ่ะยะบ่ได้เมียบ่ครับโอเคดียุคกอกบวยอ่ะ ပြည်သူအတွက်ထပ်ပေါ်တစ်ခုလို့စစ်တပ်ကပြောနေပါတယ်ခင်ဗျာတကယ်ရောပြည်သူအတွက်ထပ်ပေါ်လားဆိုတာကျွန်တော်တို့သိပြရစီခင်ဗျာပြည်သူထပ်ပေါ်ဆိုတာစစ်ကောင်စီကပြည်သူကိုဝါရမိုင်းတိုက်တဲ့စကားရတယ်ကောနိုင်ငံတကာသဘောထားအနေနဲ့ကမ္ဘာ့ကုလသမဂ္ဂအာဆီယံနိုင်ငံချို့ဂျပန်အမေရိကန် ဥရောပသမ္မဂစသည်တို့ကဒီရွေးကောက်ပွဲကို Sham Election လိမ်လည်ပွဲလို့သတ်မှတ်ထားပြီတကယ်လို့ပြည်သူထွက်ပေါ်ဆိုရင်လွတ်လပ်တဲ့ပါတီများခေါင်းဆောင်များပါဝင်ရမှာပဲမဲဆန္ဒရှင်တိုင်းလုံခြုံစွာမဲပေးနိုင်ရမယ်အခုချိန်မှာ ဒီအချက်တွေမရှိတဲ့လောက်ပဲအကုန်ပယ်ထားတာကြောင်းထွက်ပေါက်ဆိုတာကစစ်ကောင်စီရဲ့အာဏာအတီးပြည်ရတဲ့ပြည်သူကိုလှည့်ပြားတဲ့စကားဖြစ်တယ်โอ้ดาสงารุด้วยถ้าป้าบ่ฮู้ดิถ้าท่องเจ้าด้วยท่องเจ้าสวยตีจ๋าบ่ตีจ๋าบ่เนาะกูว่าสิจรเราทุกคนเอาเม้แม่บ่ะเม้บ่ะพี่ตูเนี่ยแม้ย่องตั้วไปแล้วแม้แท้ไปอ่ะแม้แม้แท้รู้สิขุ้ยผิดตั้วแม่รู้ตรัวก็เปล่านี่จ๋าเลย ဒီတော့ပြည်သူတွေကဘယ်လိုဖြစ်သွားနိုင်မလဲခင်ဗျမဲမထင်ရင်ခွေးဖြစ်မယ်ဆိုတာ dehumanization လူကုန်တိတ်ခါချိုးဖောက်ခြင်းစကားပါအော်မနက်ပြည်သူတွေကမဲမထဲ့တဲ့အကြောင်းခွေးမဖြစ်ပါဘူးဒီစကားကိုသုံးတာပြည်သူကိုအနိုင်ကျင့်ဖို့အုပ်ချုပ်ခြင်းနဲ့ စစ်အာဏာရှင်စနစ်ကိုအားပေးနေတဲ့သဘောပါဒီမိုကရေစီမှာမဲပေးမပေးဆုံးဖြတ်ပိုင်ခွင့်ရှိဖို့လိုပါမဲမထည့်တာတခါတည်းရန်ဆန္ဒပြနေတူဖြစ်နိုင်ပါလိမ့်ဥပမာရှမ်းအီလက်ရှင်ကိုမထောက်ထောင်ကြောင်းပြကြကြဒါကြောင့် မဲမထည့်ရင်ခွေးဖြစ်သွားမယ်ဆိုတဲ့စကားကဒီမိုကရေစီဒုခွင့်ရကိုချိုးဖောက်ဖြစ်ပါတယ်။ဘာဖြစ်လို့အလိုရှားရတာလဲဗျာ။ဖီယာပီချီလူတွေကိုကြောက်အောင်လုပ်ပြီးမဲထည့်ခြင်းစိတ်မရှိမယ်။မဲထည့်တိုက်ခိုက်ခြင်း။ propaganda နီလာ မဲမထက်တာညာဖြင်းအသုံးမကျတော့ရှက်ဖွယ်တော့ရှိန်ဖူးလို့တိုက်ခတ်ခြင်းအနာရှိစနေရဲ့အဆုံးလူဂုံဒီခါကိုချုပ်ပေါက်ပြီးအုပ်ချုပ်ချင်တာထိန်ချုပ်ချင်တာနှိတ်ကွချင်တာပြည်သူတွေကမဲမထက်လို့ခွေးမဖြစ်ပါဘူးအမှန်တရားကိုမသိဘဲ ခိုင်းတယ်လို့လုပ်နေမှာလားပြည်သူကိုလူသလိုအုပ်ချုပ်နိုင်မယ်ဆိုတဲ့စစ်အာဏာရှင်စနစ်အတွင်းကလူထုကိုကျုံပြူကြည့်တဲ့ဘောပေါ့အော်ဒါကြောင့်ခွေးမဟုတ်တာကပြည်သူပြည်သူကိုခွေးဖြစ်သုံးချခြင်းကစစ်အာဏာရှင်ဖြစ်ပါတယ်အော်ဘာမှမလိုက်နိုင်တော့ဟမ်ဒါနဲ့ကဘောလေး ်ကျွန်တော်ဒီနေ့ပြန်ဖို့ဥမာလာနေတယ်ဟာမဟုတ်ဘူးဒီကဟိုမေးတာတွေဖြေတာတွေပြီးသွားရင်ကျွန်တော်ဒီလူကြီးမင်းတို့ရဲ့နေရာကိုပြန်ဖို့ပြီးပါဟုတ်ပြန်ဖို့မှာပြန်ဖို့ဟုတ်ကဲ့โอเคဒါဆိုရင်ကျွန်တော်နောက်ဆုံးတစ်ခုမေးချင်ပါတယ်ဟာမေးပါခင်ဗျာကျွန်တော်အခုဒီစစ်ကောင်စီကပြုတ်လို့တဲ့ရွေးကောက်ပွဲကိုအရင်ကဘာကောထောက်ခံပါသလားခင်ဗျာ AI နဲ့အမြင်တစ်ခုကိုလက်ခံလက်မခံဆိုပြီးဖော်ပြလို့မရနိုင်ဘူးလေတက်တီအချက်လက်တွေရစစ်ကွန်ရှင်လို့မဲ့ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်ပါဘူး။ပြည်သူ့ဆန္ဒကိုမထင်ရှားနိုင်လို့နိုင်ငံတကာမှလည်းတရားဝင်အသိအမှတ်မရနိုင်ပါဘူး။ Yes or no သာဖြေရမယ်ဆိုရင်တော့ AI ရဲ့ဖြေက no ပါ no ပါစစ်ကုံရှင်လုံးမဲ့ရွေးကောက်ပေးရတယ် စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်ပါဘူး။အော်တော့ဘာမှမလိုက်တော့ဟမ်။ကဲအားလုံးပဲဘာများမင်းစီအကြံရှိပါသေးလဲ။ဟုတ်မရှိတော့ခင်ဗျမရှိတော့တော်တော်လေးပြည့်စုံပါနဲ့ဟုတ်တယ်တော်တော်ပြည့်စုံပါကဲခုတည်ကျင်တဲ့ဟာတွေလည်းအားလုံးသိရပါပြီဟုတ်ကဲ့အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ AI လူကြီးမင်းရဲ့နှုတ်ဆက်စကားလေးကိုလည်းအားလုံးမပြောင်းခင်လားတော်ပေးကြည့်ပါဦးခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့မိကုမယားကိုမေးပြတဲ့အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်က AI လို့ခေါ်တဲ့ဉာဏ်ရည်တူတူပါဒါပေမဲ့အမှန်တရားကတော့အတုမဟုတ်ပါဘူးအမှန်တရားဟာပြည်သူလူထုထဲမှာတည်ရှိရှင်သန်ပါလေဒီမိုကရေစီဟာစွန့်ကျဲလို့ရတဲ့အရာမဟုတ်ပါဘူးရွေးချယ်ရယူရတာလုံခြုံအောင်နေပါတမ်းမာအောင်နေပါ မျော်လင့်ယုံကြည်ချက်ကိုလွတ်မချလိုက်ပါနဲ့နောက်ထပ်ကျွန်ုပ်ကိုတွေ့ခြင်းရင် AI ပေါ့စီနဲ့ချိတ်ဆက်ပါပြည့်စုံတယ်ကဲအားလုံးပဲကျင်းနဲ့နှစ်သိမ့်လိမ့်မယ်လို့ညွှန်လင်းပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ကျင်းနဲ့ပါတယ်ကျွန်တော်တည်တင်တာလည်းတော်တော်လေးတိလိုက်ရပြီဆိုတော့လေနော်ဟုတ်တယ်အဲ့တော့အခုဆိုရင်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မလုပ်ရမယ်ဆိုတာလေအလူကြီးမင်းတို့တည်သွားပါပြီဟုတ်ကဲ့ကောင်းကောင်းကြီးတော့မပေးရမယ်မပေးရဘူးဆိုတာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါနော်ကိုယ်တိုင်စဉ်းစားပါကိုယ်တိုင်ဆုံးဖြတ်ပါနော်အဲ့တော့အဲအားလုံးသိပြီးတော့ဖြစ်တဲ့အတွက်လူချင်းမင်းတို့ကိုခေါ်လာတဲ့ကဘာကိုကျွန်တော်ပြန်ပို့ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံး AI ကဘာနေပြီးတော့နှုတ်ဆက်ပါတယ်ခုလိုလာရောက်လေပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ပြတ်ဆုံကြမယ်ခင်ဗျာ ်အော်ဟိုကျွန်တော်စကနာစကားပြောတာမရောပါဘူးဘယ်မှမရဘူးခင်ဗျအများကြီးပြောပြီးသွားပြီပြောပြရဘူးလေပြောစားချင်တာပြောပြီးခင်ဗျပြန်လို့ရတယ်ဟာမဟုတ်လေကျွန်တော်ရွေးကောက်ပွဲကိစ္စခင်ဗျတို့ရှင်းပြအောင်မလေဘာရွေးကောက်ပွဲအကြောင်းမှလည်းကျွန်တော်နားမထောင်ချင်တော့ခင်ဗျပြန်လို့ရပြီဟုတ်ပြီလားပြန်လို့ရပြီဟာပါလေဗျာခင်ဗျတို့ဒီမနေ့ကခင်ဗျားကကျွန်တော်ညှိတာကိစ္စမနေ့ကကိစ္စမနေ့ကထားလိုက်နော်မနေ့ကနဲ့ဒီနေ့ဘာမှမဆိုင်ဘူးလို့ဆက်ခင်ဗျားပြောစရာရှိတာပြောပြီးပြန်လို့ရပြီအော်ပြန်လို့ရပြီ နော်ဟိုခင်ဗျားတို့မျက်နှာတွေကြည့်ရတာကျုပ်တို့ဟိုမကြည်နဲ့တဲ့အပုံတွေတော့ပေါက်နေတယ်လို့ဘယ်လိုလုပ်ကြည်နိုင်မလဲဒါအရရရရရသက်သနာပြောကြိုက်အဲကျွန်တော်နောက်ဘယ်တော့မှခင်ဗျားတို့ကုံကိုလာပြီးတော့မဲမစရတော့ဇီးယအဲကျွန်တော်ပြန်တော့မယ်ဗျာရတယ်ဗျာကျွန်တော်တကားလေးတစ်ချက်လောက်ဟဲ့ခင်ဗျာမင်းလာလာမင်းတကားမင်းမင်းမင်းဖွင့်ပြီးတော့တော်လို့မရဘူးလားကွာဟမ်အဲ့လိုမသိမင်းငါလုံးမိလိုက်မှာကွာဟောလုံးတယ်လုံးတယ် ဲကိုခမရတို့ကဘာလဲလက်မခံခြင်းတဲ့သဘောလားဟုတ်တယ်လက်မခံခမရတို့လှုပ်တဲ့ရွေးကောက်ပဲကိုကျုပ်တို့တွေမဟုတ်ဘူးအေးအေးကဘာတော့လက်မခံခြင်းဘူးပြအေးအေးကဘာတော့လက်မခံဘူးတဲ့